စတိပြောက iPhone ကိုစထုတ်တော့သူဘာစဉ်းစားလဲဒီလားအဲ့တော့ तू ဟာအခုဖုန်းထဲမှာရှိတဲ့ဟာတွေထက်တော့တစ်ထပ်ပိုပိုထဲဖို့စဉ်းစားတာမဟုတ်ဘူးအဲ့တော့စတိပြောကဘာကိုစဉ်းစားလဲဆိုတော့အခုလောလောဆယ်ရှိနေတဲ့ထားပါတော့ Nokia တို့တခြားဖုန်းတွေတွေကနေပြီးဘာ short ပြရမလဲဆိုတာကို तू ကစဉ်းစားတာ short ပြဖို့လိုမလဲစဉ်းစားတာအဲ့တော့စဉ်းစားတော့ဟုတ်ပြီ keypad ကြီးပါတယ်ကွာเนาะ keypad ကြီးပါတော့အဲ့ keypad ကြီးကို nga short ပလိုက်မယ် ဟုတ်လားနော်နောက်ထပ်ကွာတရှင်နားထောင်ဖို့ဆိုလို့ရှိရင်ဘာလို့ဖို့လို့ဖုန်းထဲကနေနားထောင်ဖို့လို့နေဒါမှမဟုတ်ကက်ဆက်နဲ့နားထောင်ဖို့လို့နေဟုတ်ပြီအဲ့ဆိုလို့ရှိရင် iPod နဲ့နားထောင်ဖို့လို့နေအဲ့ဒါတွေဖြုတ်ပလိုက်မယ် iPhone နဲ့မှာပဲထည့်ပလိုက်မယ် ဲ့ပြောချင်တာပါလေဆိုတော့ကျွန်တော်တို့က Steve ပြော iPhone ထုတ်တဲ့အချိန်မှာဖုန်းထဲမှာမလိုအပ်တဲ့အရာတွေဖယ်ရှားပြီးတော့မှသူက iPhone ဆိုတော့ထုတ်ပြတဲ့ကဘာကျော်သွားတယ်။နောက်လူတိုင်းတုံကြတယ်။ဘဝမှာလည်းကျွန်တော်တို့ကဒီတိုင်းပဲ။လူတော်တော်များများကငါဟလာငါဘဝမှာအောင်မြင်မှုပိုပြီးချမ်းသာကျွယ်ဝဖို့ဆိုလို့ရှိရင်ပိုပိုရှိဖို့လိုတဲ့နော်ကားတစ်စီးရှိရတယ်၊နှစ်စီးရှိဖို့လိုတဲ့ဖုန်းတစ်လုံးရှိရတယ်၊ဖုန်းနှလုံးရှိဖို့လိုတဲ့ပိုပိုရှိဖို့လိုတယ်ပဲစဉ်းစားကြတာ။ တကယ်တမ်းတော့ကျွန်တော်တို့ကဘဝမှာကျွန်တော်ပြောပြတာဒီနားထောင်နော်ဘဝမှာကျွန်တော်တို့ကချမ်းသာခြင်းနဲ့အောင်မြင်ခြင်းနဲ့ဆိုလို့ရှိရင်တော့ကိုယ်ဘဝမှာမလိုအပ်ပဲပူနေတဲ့အရာတွေကပါနေတယ်အဲ့ဒါတွေကိုရှော့ချပြဖို့လိုတာ မလုတ်အဖက်ကဘာတွေပိုလုံးမိနေတယ်လဲမလုတ်အဖက်ကဘာတွေပိုသုံးမိနေတယ်လဲပြောမယ်ဆိုလို့ရှင်တော့ minimalist တော်တော်နည်းနည်းစံနေလို့ပြောလို့ရတယ်ကိုကနေတိုင်းဟလာငါဘဝမအောင်မြင်မှုတော့ငါဒါတွေမရှိမဖြစ်လို့နေတာဒါတွေငါရအောင်ဖြစ်ရမယ်ကျွန်တော်ပြောတာပစ္စည်းကရိယာတွေပြောတာနော်အဲ့တော့ကိုရဲ့အုံနောက်ထဲမှာရည်တိမြုံနေတာလိလာသိမ့်ယူတာဒါတွေတော့မဖြစ်မီသုံးရမှာပေါ့နော်အဲ့ဒါတော့ပိုတယ်မရှိဘူးကိုဘဝထဲမှာဘာတွေပိုနေတယ်လဲဆိုတာကိုသိအောင်လုပ်ပြီးဖယ်ထုတ်ရမှာနော် remove လုပ်ရမှာပြီးရင်နော်ကို focus လုပ်ရမှာဘယ်အရာတွေကို เนาะပိုလှုပ်ဖို့ပိုတိုးလှုပ်ဖို့လိုနေရလဲအဲ့ဒီအရာပေါ်မှာအောင်ဆိုင်အဲ့ဒါဆိုလို့ရှင်ကျွန်တော်ဘောမှာအောင်မြင်လိမ့်မယ်အဲ့တော့ဒီနေ့ဆက်ပြီးတော့မှာကျွန်တော်စဉ်းစားเนาะအဲ့တော့ငါဘောမှာမလို့အဖက်ပိုနေတဲ့အရာတွေကဘာတွေလဲမလို့အဖက်ပိုဝယ်မိနေတဲ့အရာတွေကဘာတွေလဲမလို့အဖက်ပိုပြီးတော့လိုချင်နေတဲ့အရာတွေကဘာတွေလဲမလို့အဖက်ပိုလှုပ်နေတဲ့အရာတွေကဘာတွေလဲအဲ့ဒါရှင်ဖယ်ထုတ်ပါပြန် focus ကိုဘောမအောင်မြင်မှုအတွက်ငါဘယ်အရာတွေပေါ်မှာအာရုံပူဆိုင်ရမှာလဲဘယ်အရာတွေကိုပိုတိုးပြီးတော့မှလောက်ရမလဲဆိုတာကိုကျွန်တော် ားလို့ဆိုပါလုပ်ကြည့်ပါကျွန်တော်တို့ကနားလည်နိုင်မယ်လို့ထင်တယ်နော်အဲ့တော့ပြောချင်တာဒီပါလို့ဆိုတော့ကိုယ့်ဘဝမှာမလို့အဖက်ပို့လုံနေတဲ့အရာတွေပို့ဝယ်နေတဲ့အရာတွေကိုရှော့ပါဒါမှကျွန်တော်တို့ဘဝအောင်မြင်မှုရပါတယ်ဒီကြောင့်အရင်ကနေပြီးတော့မှအခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်တို့ငယ်နေမိတ်ဆွေတွေဒီကြိုးစုံတွေရရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကိုယ့်အတွက်ကြိုးစုံတွေရရတယ်ဆိုလို့ရှိရင်တော့ထုံးစံတိုင်းမှာ comment မှာ yes လို့ရေးပြပါဦးဒီဗီဒီယိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ကုညံလေးအောင်ပါမင်္ဂလာရှိသောနေ့ဖြစ်ပါစေ